ပကုံဆုံးနိုင်တဲ့မက်ဆီရဲ့မော်ဆန်တဲ့ခေတ်တည်းဘလုံးကိုင်းဖျားသိခင်တွေပါလို့တင်စားခေါ်ဝေါ်ချင်းခံရတဲ့လူနေမက်ဆီရဲ့အံပွဲခြေစွမ်းတွေကိုကျွန်တော်တို့ဆယ်စုနှစ်နှစ်ခုလီပါကြောင်ခံစားခွင့်ရနိုင်ခဲ့တာဖြစ်ပါတယ်။နေ့တိဘလောက်ကြာသွားပါစေရိုးရိမ်မသွားသေးပဲချီဦးသူရဲ့ပါပြင်းကိုနိုင်ဆိုင်ရတဲ့လိုမျိုးအမြဲတမ်းစမ်းသိနေသေးပါပဲ။ဖျားသိခင်ပေးဆွမ်းလိုက်တဲ့လက်ရကိုတိုက်ရိုက်ကြီးခွင့်ရတာကလည်းမဟာကန့်ထမှုတစ်ခုဖြစ်ပြီး မူရီစီဝါလို့ဆွဲလန်းစီမဲ့အရာတသက်ဆောင်မမြင်နိုင်တဲ့ခံစားချက်ပါပဲသူညွန်ထပြတဲ့မက်ဆီကအကြည်တက်တွေနဲ့မျက်ကင်းစိမ်းတက်မှဆက်လက်ရှင်သန်နေသေးပဲဖြစ်ပါတယ်သူကဘောလုံးကရာအလုံးကိုတိမ့်ပိုက်ထားပြီးသားဖြစ်တာကြောင့်ဘာမှယတိကြီးလိုအပ်နေတာမျိုးမရှိတော့ပါဘူးအောင်ဘွားတွေကိုတော်ဝါကျင်လို့စားလောင်နေတာမျိုးမဟုတ်ပဲလွတ်လပ်ပေါ်ပါစွာပြန်တန်းနေတဲ့မြစ်ပြန်ငှက်လို့လည်းတင်စားရမှာပါ သူရဲ့ဆန်းဆောင်ရေးကစိတ်တက်တဲ့ပါရမီပေါ်မှာအခြေခံထားတာကြောင့်အချိန်နည်းမြပို့ပြီးပြေးလာတာဖြစ်ပါတယ်။မက်ဆီကြောင့်ပြောတဲ့ကာမခရစ်စတီယိုရိုနယ်ဒိုနဲ့သူရဲ့ဆယ်သွင်းတဲ့တခုကြောင့်အပြိုင်မှုကြီးကိုလည်းခြံထားခဲ့လို့မဖြစ်ပါဘူး။သူတို့လူရဲ့ထိတဲ့ရင်ဆိုင်မှုကဘောလုံးလောက်ကရဲ့မျိုးဆက်တခုလုံးကိုအထိပယ်ဖွင့်ဆိုခဲ့ပြီးဘောလုံးတသနာတစ်ခုကြားကတိုက်ပွဲတစ်ခုလိုလည်းတင်စားရမှာပါ။မက်ဆီရဲ့တဘာဝကြပြီးနုပညာဆန်တဲ့စတိုင်နဲ့ရိုနယ်ဒိုရဲ့ကြိုးစားထုတ်မှုနဲ့စစ်တပိုင်းဆိုင်ရာခိုင်မာမှုတွေကိုရှင်ပြန်ရင်တရားနဲ့တရားအပြိုင်ဆိုင်အကောင်းဆုံးဖြစ်အောင်တွန်းအားပေးခဲ့ကြပါတယ်။သူတို့လူရဲ့ရှင်ပြန်မှုကြောင့်ပဲဂိုးသွင်းဆန်ခြင်းတွေ ဘလနောစုရိကမြုံနေစရာကောင်းလောက်ကိုသူတို့လက်ထဲမှာပဲရှိနေခဲ့ပြီးပရိသတ်တွေအတွက်ညင်ပွားစရာတွေနဲ့ဆဲလို့ရှားစရာတွေကိုအမြဲတမ်းပေးဆွဲနိုင်ခဲ့ပါတယ်။မက်ဆီကတော့အမေရိကမှာအင်တာမိုင်ယမီတင်းတဲ့သူသူရဲ့အောင်မြင်မှုတွေကိုတက်တန်းတိုးနေစေပဲဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့တွင်းကိုတွေနဲ့ဖန်တီးမှုတွေကိုလည်းဆက်လက်မြင်တွေ့နေရစေပဲဖြစ်ပါတယ်။ပရိသတ်တွေကဘလို့ချိန်မျိုးမှမဆိုသူ့ရဲ့မော်ဆန်နဲ့ခြေသွန်းတွေကိုစောင့်မျှော်နေကြစေဖြစ်ပြီးမက်ဆီကလည်းအမြဲတမ်းပရိသတ်တွေကိုစိတ်ပြေအောင်မလုပ်ပါဘူး။ဒါအသက်ရွယ်မရွယ်ဘလို့မှဘွားရဲ့ဘယ်စစ်မှမဆိုအမြဲတမ်းကောင်းဆုံးမှုသာပေးဆွဲနိုင်တဲ့ဂေါတူးရဲ့ရည်ချင်းပဲဖြစ်ပါတယ်။ ကောင်ကြီးမစီရဲ့ The Last Stand လို့တင်စားရမယ်နောက်ဆုံးကားကအချိန်တိတ်ပြီးမကြံတော့ပါဘူးအတက်ရွေကြောင့်ရုပ်ပိုင်းဆိုင်ရာအရအချိန်ဟုန်လေးရောကြလာနိုင်ပေမဲ့နှိချိုးဝိုင်းလို့ရသာချီတဲ့သူ့ရဲ့ကစားဟန်ကိုတော့ဘယ်သူမှလာရောက်အစားထုတ်နိုင်မှာတော့မဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့လည်းဒီလိုခံစားခွင့်ရဖို့ရာအချိန်တိတ်ပြီးမကြံတော့ဘူးဆိုတာကိုတည်ထားရပါမယ်ဒါကြောင့်မစီရဲ့ထူးခြားဆန်းသင့်တဲ့နှိချိုးဝိုင်းလို့ရသာကိုလက်လို့မခံစေချင်ပါဘူးမစီရဲ့အချိန်ရဲ့ကန့်သက်ချက်ကိုကြော်လွန်ပြီးဘောလုံးလောက်မှာဆက်လက်လွန်မိုးနေစေပဲဖြစ်ပါတယ်သူဟာအတက်ရွေကြောင့်ရုံးကန်ရတာမျိုးမရှိပဲစိတ်တနဲ့ပါရမီကိုအသုံးပြုပြီးသူ့ရဲ့ကစားဟန်ကိုဆန်းသင့်နေစေပဲဖြစ်ပါတယ်မစီရှိနေသေးရောဘောလုံးပွဲစဉ်တွေကအမြဲတမ်းဆဲလို့ရှားစရာကောင်းနေအောင်ပါ Okay, I'm gonna go check out